ားလုံးပဲမင်္ဂလာပါခင်ဗျာ For Your Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မောလီဝသားနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ2ရက်နေ့အတွင်းနောက်ဆုံးထုတ်ပြန်ထားတဲ့မောလီဝသားခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အထူးမောလီဝသားအနေနဲ့ထပ်မံဖြစ်ပေါ်နေတဲ့မုန်တိုင်းသစ်တစ်လုံးမြန်မာနိုင်ငံပေါ်သက်ရောက်လာနိုင်တဲ့အခြေအနေများနဲ့မိုးကြီးချင်းကြောင့်စိုးရိမ်ရင်မတ်ထက်ကြော်လွန်နေတဲ့ရေကြီးခြင်း NL3 ပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော့နိုင်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အခြေအနေကိုအသေးစိတ်ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းမှာစက်တင်ဘာလ30ရက်နေ့ညနေ6နာရီခွဲအချိန်မှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းနဲ့ရေဝင်ဟာအော်တိုဘာလ1ရက်နေ့မှာအားကောင်းတဲ့လေပြင်းနဲ့ရေဝင်တစ်ခုဖြစ်လာပါတယ်။အဆိုပါအားကောင်းတဲ့လေပြင်းနဲ့ရေဝင်ဟာပုံမူအားကောင်းလာနိုင်ပြီးမုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။အပြည်ပြည်ဆိုင်ရာမုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့များကအော်တိုဘာလ1ရက်နေ့ညပိုင်းမှာလေတိုင်းနှုန်း35 cough OPR 969 HPA ဖြင့် Cyclone မုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ပြီး၎င်းကို မုန်တိုင်း 01B လို့အမည်ပေးထားပါတယ်။အော်တိုဘာလ2ရက်နေ့မှ4ရက်နေ့တွင်သဘာဝဘေးဖြစ်နိုင်ခြင်းကြိုတင်ခန့်မှန်းချက်များဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်း 01B ရဲ့သက်ရောက်မှုတွေကြောင့်အော်တိုဘာလ2ရက်နေ့မှ4ရက်နေ့အထိ82နာရီအတွင်းအောက်ပါဘေးရနေများဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။မိုးများနိုင်တဲ့ဒေသများမှာ ဧရာဝတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမိုးပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။ရေကြီးနိုင်တဲ့ဒေသများကတော့ရန်ကုန်ပဲခူးနဲ့ပသိမ်မြို့များရှိလူနေရပ်ကွက်တချို့ဖြစ်ပါတယ်။မြေကြီးကြီးဟာဧရာဝတိမြေအောက်ပိုင်းနဲ့စစ်တောင်းမြေများမှာမြေတက်မှုများကြောင့်ဖြစ်ပေါ်လာနိုင်ပါတယ်။မြေပြိုတောင်မြို့ချင်းများဟာချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ဒေသအချို့မှာဖြစ်ပေါ်နိုင်ပါတယ်။မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းပြည်အလိုက်ရွာသွန်းရရှိနိုင်ပေမယ့်မိုးရေကြိမ်ပမာဏကြိုတင်ခမှန်းချက် အော်တိုဘားလာ၂ရက်နေမှ၄ရက်နေအတွင်းခံမှန်းထားတဲ့မိုးရေကြိမ်ပမာဏများမှာအောက်ပါအတိုင်းဖြစ်ပါရယ်။ရခိုင်ပြည်နယ်မှာ၄ဒသမ9လက်မကနေ9ဒသမ9လက်မအထိ၊ချင်းပြည်နယ်မှာ3ဒသမ1လက်မကနေ6ဒသမ3လက်မအထိ၊စကိုင်းတိုင်းမှာ2ဒသမ4လက်မကနေ4ဒသမ9လက်မအထိ၊ကချင်ပြည်နယ်မှာ2ဒသမ8လက်မမှနေ5ဒသမ1လက်မအထိ၊ပဲခူးတိုင်းမှာ3ဒသမ1လက်မကနေ5ဒသမ5လက်မအထိ၊အေရီတိုင်းမှာ2ဒသမ8လက်မကနေ5ဒသမ1လက်မအထိ မော်ပြည်နယ်မှာ3.5လက်မမှ5.9လက်မအထိကင်းပြည်နယ်မှာ3.1လက်မမှ5.5လက်မအထိမကွေးတိုင်းဒေသကြီးမှာ1.4လက်မမှ2.8လက်မအထိမန္တလေးတိုင်းမှာ1.6လက်မမှ3.1လက်မအထိရန်ကုန်တိုင်းဒေသကြီးမှာ2.4လက်မမှ4.3လက်မအထိကယားပြည်နယ်မှာ2လက်မမှ3.5လက်မအထိရှမ်းပြည်နယ်မှာ2.4လက်မမှ4.3လက်မအထိနေပြည်တော်မှာ1.6လက်မမှ 3ဒသမ1လက်မအထိတနင်္လာရီတိုင်းမှာ2ဒသမ8လက်မမှ4ဒသမ9လက်မတို့အထိဖြစ်ပါရယ်ခင်ဗျာဆလဘီဖြစ်ပေါ်နေတဲ့မုံနိုင်ငံသတင်းနဲ့မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်တဲ့အခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များရဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေပြင်းရနဲ့ရံဝင်ဟာမြောက်အနောက်မြောက်သို့ရွေ့ရှားခဲ့ပြီးပုံမှုအာကောင်းလာကမုံနိုင်ငံအဖြစ်ရောက်ရှိခဲ့ပါတယ်။အဆိုပါမုံနိုင်ငံဟာမြန်မာနိုင်ငံစစ်တွေမျိုးရဲ့ အနောက် အနောက်တောင်ဘက်ရေမိုင်450ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်ဘက်ရေမိုင်240ခန့်ကိုဘာပုမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်230ခန့်ပါရဒိစ်မြို့ရဲ့တောင်ဘက်ရေမိုင်290ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီ၍ရှားနိုင်မဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။မုံတိုင်းငယ်ရဲ့တီနီယာဘိုးချက်လေးဖျားလေးနိုင်နှုံးတွေကတော့အဆိုပါမုံတိုင်းငယ်ကမနေ့ကမြန်မာစံတော်ချိန်18:30အချိန်မှာ ရောက်လက်တီကျူ15.8ဒီဂရီနဲ့အရှေ့လောင်ကြီးကျူ86.5ဒီဂရီမှာရှိပြီးဗဟိုချက်လေပြင်းအား1000နဲ့ဟတ်တူပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာတနာရီကိုမိုင်30ခန့်ဖြစ်ပါတယ်။နောက်ထပ်48နာရီအတွင်းခမှတ်ချက်ကတော့အဆိုပါမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးအားကောင်းသောမုန်တိုင်းငယ်အဖြစ်ပုံမအားကောင်းလာနိုင်တာ3ရက်ဆယ်လ2025ရက်နေ့မှာအိန္ဒိယနိုင်ငံအော်ဒီတာပြည်နယ်နဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောအန်ဒါပရာဒိရှ်ကမ်းခြေတို့ကိုကိုပါဘူးမြို့နယ် Paradise မြို့ကြားမှာဖျက်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။သတိပေးနှိုးဆော်ချက်ကတော့အဆိုပါမုန်တိုင်းငယ်ရဲ့အချိန်ကြောင့်ယနေ့မှနောက်24နာရီအတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကင်းပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြားမိုးထချုံရွာပြီးအချို့ဒေသများမှာနေရာကွက်ရိပ်မိုးကြီးခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ မြို့ဝကျွန်ပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရပ်ဖန်ရခါမိုးသက်လေပြင်းများကျရောက်ပြီးလိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုက်ကို35မိုင်တိတက်ခတ်နိုင်ပါတယ်လိုင်းမြေမှာမြို့ဝကျွန်ပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှ12ပေကန်ရှိနိုင်ပါတယ်မော်တော်ဝါခွေမော်တော်နေနိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလိုင်းသစ်တဲမှာလိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိုက်ကို25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါတယ် လိုင်းမြန်မာမုံတမောက်ခွေမော်တော်နဲ့နိုင်ကမ်းရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေကမ်းရှိနိုင်ပါတယ်။သို့ဖြစ်ပါရဲ့မုံတိုင်းငယ်ရဲ့အချိန်ကြောင့်မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝပေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြင့်ဒေသနီးနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းကအနည်းတွေနေထိုင်ကြသူများအနေဖြင့်ရေကြီးယူရှံမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကံရံတချောင်းနဲ့ကံလုံပင်လင်ပြုံးမှာရှိတဲ့ကန်ဒီကံဝေငါးဖန်းရည်ရည်များ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမိုးသီထံစွာရာသွန်းခြင်းကြောင့်မြေကြီးချန်ခြင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးချိန်များကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာယနေ့တရက်ဆယ်လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်ရမြေကြီးအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနာမြေဟာမင်းကညနေကနေ7နာရီတွင်နှစ်လက်မကထက်ကြသွားပါတယ်မြေကြီးနာမြေရဲ့မင်းကအမြင့်ဆုံးပူချိန်ကတော့34.5ဒီဂရီဆယ်စီယပ်နဲ့ ဒီကနေ့အနေအထားပူချိန်ကတော့16.3ဒသမ3ဒီဂရီဆယ်စီယက်တို့ဖြစ်ပါတယ်မြင်းကြီးနားမြေဟာဆိုရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန်832စင်တီမီတာ28ပေကျော်ကအလိုမှာရောက်ရှိနေပါတယ်။နောက်24နာရီအတွင်းမြင်းကြီးနားမြို့အေရီမြင့်ရေပြန်လည်မြင့်တက်လာနိုင်ပါတယ်။မြင့်ရေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်။ထူးကဲမြင့်ရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အေရီမြင့်ထက်ပိုင်းမှာတော့မိုးအားအသင့်တင့်ရှိနေပါမယ်။ရန်ဖန်ရန်ခါအေရီမြင့်စုံထက်ပိုင်းမှာနေရာကွက်၍မိုးတိတံသာရာသွင်းခြင်းများကြောင့် မြေကြီးနားမြေကြာဆင်းနေရာမှာပြန်လည်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။သခိုင်းနိုင်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့အေရီမြစ်ထပ်ပိုင်းမေခမလီခမြောက်ပိုင်းဒေသများမှာမိုးတိမ်အောင် ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါမယ်။အေရီမြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြေကန်းနေမြေနေဒေသများနဲ့မြင်းတို့ကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာရီမြကြီးကိုမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရစေခင်ဗျာ။ ဆက်လက်ပြီးချင်းရွှေမြေအခြေအနေကိုပြောပြပေးမှာဖြစ်ပါတယ်။ခန်းဒီမြေဟာမနေ့ကညနေကနေ12နာရီတွင်နှက်လက်မကန်ထက်ကြသွားပါတယ်။မုံရမြေဟာမနေ့ကညနေကနေ12နာရီတွင်ငါးလက်မကန်ထက်ကြသွားပါတယ်။ချင်းရွှေမြေအထက်ပိုင်းမှာလည်းတလုံးမိုးကအနေငယ်မှာအသင့်တင်ရှိနေပါတယ်။ယနေ့ညနေပိုင်းမှာစတင်ပြီးနောက်3ရက်ခန့်အထိချင်းရွှေမြေအထက်ပိုင်းဒေသများမှာမိုးအားကောင်းလာနိုင်တဲ့အတွက်ယခုရပိုင်းတွင်ချင်းနှင်းမျိုးတစ်ချောင်းမျိုးများအလုံးမှာအတက်ဖက်သို့ဥတီနေအောင်မှာဖြစ်ပါတယ်။ချင်းနှင်းမျိုးအတက်ကြပုံမှန်နေထိုင်ခံမှာရှိပြီ ထုကမြင့်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းနေမြင့်ဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်နောက်24နာရီအတွင်းပြန်လည်မြင့်တက်လာနိုင်ပါတယ်ဟောမလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်ကဏီနဲ့မုံရမျိုးတို့ရဲ့မြင့်ရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာဆက်လက်ပြီးအော်ရီမြင့်အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပမောရွှေကူကသာထိချိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦး၆အောင်လံပြိစိတ်သာဟင်းသနာနဲ့ဇလုံမျိုးတို့ရဲ့မြင်းမြားဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ် AR ရမြင့်ရဲ့မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအားကောင်းသောလေပြားနဲ့ရံဝန်အချိန်တွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်မနေ့ကမြန်မာစံတော်ချိန်15နာရီ30အချိန်တိုင်းထွားချမ်းများရဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြားနဲ့ရံဝန်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်အဆိုပါအကောင်းသောလေပြားနဲ့ရံဝန်ဟာမြောက်အနောက်မြောက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်း မုံတိုင်းငယ်အဖြစ်သို့ပုံမအကောင်းလာနိုင်ပါတယ်။အရိကနေတစဉ်၂၀၁၀လ၂၀၂၅ရက်နေ့မှာအကောင်းသောမုံတိုင်းငယ်အဖြစ်သို့ပုံမအကောင်းလာနိုင်ပြီးအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းအန္တာပရဒိရှ်မြောက်ပိုင်းကမ်းခြေတွေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။နောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမုတ်သုံးလေအားအသင့်တင်ရှိနေပြီးကျန်ဘင်္ဂလားပင်လယ်မှာမုတ်သုံးလေအားကောင်းနေပါတယ်ဒီကနေ့မနက်ထိခမ်းမန်းကျန်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပင်နယ်ချင်းပင်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနယ်ပင်နယ်တို့မှာနေရာနှံ့ပြားမိုးတချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပင်နယ်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်ရွာရံရံနှုံးပြဖြစ်ပါတယ်ခင်ဗျာ ဒီကနေ့မိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးခရီးပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြားမိုးထစ်ခြုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအရာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရမိုးကြီးနိုင်ပါတယ်ခင်ဗျာရွာရန်ရာနှောင်းပြည်ဖြစ်ပါတယ်ဆက်လက်ပြီးပြည်နယ်နဲ့တိုင်းဒေသကြီးမြို့ကြီးများအတွက်မိုးလေဝသခံမှန်းချက်ကတော့နေပြည်တော်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ခြုံရွာပါမယ် ရန်ကုန်မြို့မှာမိုးတချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးတချုံရွာပါမယ်။ပဲခူးမြို့မှာမိုးတချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးတချုံရွာပါမယ်။ဟောမလေးမြို့မှာမိုးတချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာမိုးထစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။လွိုက်ကောမြို့မှာမိုးထစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။ဖားရမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ဟာခမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။မော်လမြိုင်မြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်။စစ်တွေမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်။လားရှိုးမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်။တောင်ကြီးမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ခရီးပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာမြဝချုံပေါ်ရခိုင်ကမ်းဝန်းတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရခါမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါမယ်မိုးသက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ် လိုင်းမြန်မာမြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၁၀ပေမှ၁၂ပေကန်ရှိနေပါတယ်။မော်တော်ဝါခွေမော်တယ်နေနိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလိုင်းသစ်နဲ့မှာလိုင်းကြီးနိုင်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနင်္ဂနွေ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြန်မာမော်တော်ဝါခွေမော်တယ်နေနိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၈ပေမှ၁၀ပေကန်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မြဝကျွန်းပေါ်ဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေုံမှာဖြစ်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ပတ်အတွက်မနေ့ဖြန်မိုးတဲ့ချိန်အထိခံမှန်းချက်ကတော့မိုးတဲ့ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းမြစ်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ပတ်အတွက်မနေ့ဖြန်မိုးတဲ့ချိန်အထိခံမှန်းချက်ကတော့မိုးတဲ့တင်ထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းမြစ်ဖြစ်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ပတ်အတွက်မနေ့ဖြန်မိုးတဲ့ချိန်အထိခံမှန်းချက်ကတော့မိုးတဲ့ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းမြစ်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးအတွက်အော်တိုဘားလ2ရက်နေ့မှအော်တိုဘားလ9ရက်နေ့အထိမိုးလေဝသအခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများ ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာအော်တိုဘာလာတရက်နေ့နနက်ကစတင်ပြီးလေပြင်းနဲ့ရံဝန်တစ်ခု ဖြစ်ပေါ်နိုင်ပါတယ်။မြောက်နောက်မြောက်ဘက်သို့ရွေ့ရှားရင်ပုံမအားကောင်းလာပြီးအော်တိုဘာလာတရက်နေ့ညပိုင်းမှာအားကောင်းတဲ့လေပြင်းနဲ့ရံဝန်မှုန်တိုင်းငယ်ဖြစ်လာနိုင်ပါတယ်။အော်တိုဘာလာ၂ရက်နေ့ညမှာအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။အော်တိုဘာလာ၃ရက်နေ့မှာတော့အရှိဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရံဝန်ဟာဖိလစ်ပိုင်နိုင်ငံအရှိမြောက်ပိုင်းကိုချဉ်ကပ်လာစဉ်ပုံမအားကောင်းလာနိုင်ပြီးဘူပိုင်းမှုန်တိုင်းဖြစ်လာနိုင်ပါတယ်။ အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာတော့တောင်တရုတ်ပင်လယ်ဟောင်ကောင်တောင်ဘက်ပင်လယ်ပြင်ကိုရောက်ရှိလာတဲ့အပူပိုင်းမုန်တိုင်းဟာပုံမအားကောင်းလာပြီးအားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျှားပြီးတရုတ်ပြည်တောင်ပိုင်းကမ်းခြေတွေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF Modern Focus ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်ပင်လယ်ပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့လေပြင်းရနဲ့ရေဝံမှုန်တိုင်းငယ်နဲ့တောင်တရုတ်ပင်လယ်ပြင်မှာအကောင်းသောဘူပိုင်းမှုန်တိုင်းတို့ရဲ့အချိန်သက်ရောက်မှုများကြောင့်အောက်တိုဘာလ၁ရက်နေ့မှ9ရက်အထိ 9ရက်168နာရီအတွင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာ9ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ဟာလေးလက်မအထက်ရှိနိုင်ပြီးနေ့စဉ်ဖြန်းဖြားမိုးရေချိန်တစ်လက်မအောင်မိုးအထင်းထင်းရွာသွန်းနိုင်တဲ့အတွက်ကချင်ပြည်နယ်မြောင်ပိုင်းမှာမြစ်ဖြားမေခမလိခရခိုင်ပြည်နယ်မှာတောင်ကျောများရှိမြစ်များနဲ့တနင်္သာရီကောင်ရန်တခြားမှာမိုးများပြီးမြစ်ရေများမြင့်တက်လာနိုင်ပါတယ်။ရုတ်ချင်းရေကြီးခြင်းကိုသတိပြုရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှတောင်ကျောပေါ်မှာမြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသများမှာနေရာကျကျမိုးတစ်ချုံရွာနိုင်ပါမယ်။အလဲပိုင်းမိုးနဲ့ရေရှားဒေသများမှာမိုးအားရောကျနိုင်ပြီးမိုးဖွဲရွာနိုင်ခြင်းကတော့ဆက်ရှိနေမှာဖြစ်ပါတယ်။မကွေးတိုင်းတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်ကြိုတင်ခန့်မှန်းရေးမော်ဒယ်များမှရရှိတဲ့အချက်လက်များအရအော်တိုဘားလာတရက်နေ့မှာ9ရက်တွင်မကွေးတိုင်းတွင်မှမြို့နယ်ခရိုင်များတွင်9ရက်တွင်ရွာသွန်းရရှိနိုင်မဲ့မိုးရေချိန်များကတော့ အကွေးမြို့နယ်ခရိုင်မှာတက်တသမနှစ်လက်မှမှနှစ်တသမတလက်မထိမင်းမှုမြို့နယ်ခရိုင်တွေမှာတက်တသမတက်လက်မှမှတက်တသမကုလက်မထိပခုတ်ကူမြို့နယ်ခရိုင်တွေမှာတက်တသမသုံးလက်မှမှနှစ်တသမသုံးလက်မှအထိကံကောင်းမြို့နယ်ခရိုင်တွေမှာတက်တသမသုံးညလက်မှမှတက်တသမရှစ်လက်မှအထိတရက်မြို့နယ်ခရိုင်တွေမှာတက်တသမလေးလက်မှမှနှစ်တသမလေးလက်မှအထိရွာသွန်းနိုင်ပါတယ်အပူချိန်လေးတိုင်နှုန်း လေဒုစူတိုင်းစားနဲ့လေဒုညဉ့်ဉမ်းမှုအခြေအနေတွေကတော့ယခုတစ်ပတ်တွင်းမကွေးတိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့33ဒီဂရီဆဲလ်စီယပ်နဲ့အနိမ့်ဆုံးညအပူချိန်တွေကတော့24ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးအောက်တိုဘာလ၄ရက်နေ့မှာရက်သတ္တပတ်အကုန်ဆုံးနဲ့9ရက်နေ့အထိခန်းစားရတဲ့အပူချိန်ကတော့39ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးအလဲပိုင်းမြို့နယ်များရဲ့လေဒုစူတိုင်းစားဟာနေ့လယ်နေ့ခင်းအချိန်များမှာတော့60ရာခိုင်နှုန်းခန့်ရှိပြီးညပိုင်းနဲ့နက်နက်စောစောအချိန်တွေမှာတော့90ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ တောင်ကုန်းထူထပ်တဲ့ဒေတာများ ARR မြေကန်းနီးဒေတာများမှာတော့လေထုဆိုတိုင်းစားအများဆုံး90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းထိရှိနိုင်ပါမယ်။မကွေးတိုင်းဒေတာကြီးရဲ့ဖျားများလေထုညဉ့်ဉန်းမှုအညိုငိုင်းကတော့30ခန်းရှိနိုင်ပြီးအနေရရှိတဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်ပေးကြပါအောင်ခင်ဗျာ